မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ပိုင်းသုံးတက်ကွေးနယ်တိဘောဘူးကြေးရွာကြားမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့ဗတ်တစိတ်တက်ပြီးတော့တွာလာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့က April 9ရက်နေ့ညနေပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်၃ရောက်တေဆုံးပြီးတော့တအူးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ DKBA ဘတ်တစိတ်တက်ပြီးတော့ကား3စီးနဲ့တုံးတက်ခွေးကနေပြီးတော့တိဘောဘူးလမ်းကြောင်းအတိုင်းတက်ရောက်လာရာလမ်းတနေရာမှာ KNL တော်လိုင်းပူအောင်တပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့လက်နက်ခဲယမ်းများတင်ဆောင်လာတဲ့ကားတစီးဟာပျက်စီးသွားခဲ့တယ်လို့တော်လိုင်းပူအောင်တပ်ဖွဲ့နဲ့နှိစက်တဲ့သူတဦးကပြောပြလာပါတယ်စစ်ကောင်စီတပ်တွေက DKBA ဝစ်စုံဝစ်ပြီးတော့ကားသုံးစီးနဲ့တုံးတက်ခွေးကနေတိဘောဘိုးကသူ့စခန်းကိုပြန်တဲ့လမ်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့ကမတင်ငါလို့ပြစ်လိုက်တယ်လက်နက်ခဲယမ်းတင်ဆောင်တဲ့ကားတစီးမီးလောင်ပောက်ကွဲကုန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကတော့တယောက်သေးပြီးတော့ခြေကျိုးတဲ့တယောက်လည်းဖမ်းမိထားတယ်လို့သတင်းပေးပို့ပြောကြားလာပါတယ်။ဒါ့အပြင်ထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံဗတ်ချန်းကိုတွားရောက်နေထိုင်ပြီးတော့ပြည်တွင်းဘက်မှာချန်ပီယံလာလောက်ကင်နေတဲ့အရက်သားပြည်သူတအူးဟာလည်းအဲ့ဒီပြစ်ခတ်မှုအတွင်းမှာတိတ်ဆုံးသွားတယ်လို့သိဘောဘူးရွာသားတအူးကအခုလိုပဲပြောပြလာပါတယ်။ပြစ်ခတ်မှုဖြစ်တဲ့နှစ်ဖက်ကြားမှာထိုင်းဘက်ကိုတွားနေထိုင်ပြီးတော့ပြည်တွင်းဘက်မှာချန်ပီယံလာလောက်တဲ့အရက်သားတအူးထိပြီးတော့ဒေသွားတယ်။ဘယ်ဘက်ကပြစ်တာလဲတော့မသိလိုက်ဘူး။လက်နက်ခဲယံကားပေါက်ကွဲလို့ပဲထိလာလာတော့မသိဘူးလို့၎င်းဒေသခံကပြောပါတယ်။ အဲ့ဒီ DKBA ဗတ်တစိတ်တက်ပြီးတော့သွာလာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်မှုဖြစ်စဉ်ဟာမှန်ကန်ကြောင်းနဲ့ DKBA တပ်ဖွဲ့ဝင်တချို့ရဲ့အကူအညီပေးမှုကြောင့်အခုလိုမျိုးသွာလာလှုပ်ရှားနေခြင်းဖြစ်ကြောင်းကိုအမည်မဖော်လိုသူ DKBA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးကအတိပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူရေစကြိုလမ်းမိုက်မှာစစ်ကောင်စီတပ်သားတွေတင်ဆောင်လာတဲ့ကုန်ကားနဲ့ဥပိုင်ကုမ္ပဏီကားတို့ကိုတားဆီးဆစ်ဆဲတဲ့အချိန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်က9ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ6ရက်နေ့မွန်လွဲတနားရီအချိန်ကစင်ချောင်းပြူစောတိကျေးရွာကနေထွက်လာတဲ့ဥပိုင်ကမ္ပဏီကစူပါကော်ဖီမစ်ကားတစ်စီးနဲ့အမှတ်နှစ်59တရင်ကကုန်ပစ္စည်းများနဲ့စစ်သားများတင်ဆောင်လာတဲ့ကုန်ကားတစ်စီးတို့ကိုတော်လိုင်းတပ်ဖွဲ့တွေက GDC စစ်တပ်ဂိတ်နဲ့ပန်းတိုင်းခြုံစစ်တပ်ဂိတ်ကြားမှာတားဆီးဆစ်ဆီးခဲ့ရာကားပေါ်မှာလိုက်ပါလာတဲ့စစ်သားတွေကပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုပြစ်ခတ်မှုအတွင်းမှာကုန်ကားပေါ်မှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံးခဲ့ပြီးတော့ ကြံရှိတဲ့စစ်ကောင်စီတပ်သားတွေကတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဥပိုင်ကုမ္ပဏီကားပေါ်မှာလိုက်ပါလာတဲ့အမှတ်259တရင်ကတက်ကြကြီးတူချွေးမဖြစ်သူတို့တေဆုံသွားပြီးတော့ရင်မောင်းမြင့်နိုင်တဲ့အကြပတ်စစ်ကောင်စီအတွက်အလုတ်လုတ်ပေးနေတဲ့နေသူလွင်တို့ဟာအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဥပိုင်ကုမ္ပဏီကားပေါ်ကကာပါစာ G 5.56G အတောင့်330ဘုံဒီ၃လုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စင်ချောင်းကနေကနအူးထွက်လာတာကကုမ္ပဏီကန်တာကားပေါ့။အဲ့ဒီကုမ္ပဏီကားကိုပြူစောတီတွေကစူပါကတ်စတန်ကားနဲ့လုံခြုံရေးလိုက်ပြီးတယ်။ ကြောက်လေကားနာရောက်တော့စူပါကာစတန်ကားကပြန်သွားတယ်အဲ့ဒီကြောက်လေကားဂိတ်မှာရောက်နေတဲ့ကုံကားအစီးရဲ့ကုမ္ပဏီကန်တာကားရဲ့ကကျွန်တော်တို့စောင့်နေတဲ့ပခုတ်ကူလမ်းအတိုင်းမောင်းလာတာကျွန်တော်တို့ကသတင်းကြိုရတာကကုမ္ပဏီကန်တာကားကိုပဲသတင်းကြိုရတာကုံကားကြီးကိုတော့သတင်းကြိုမရဘူးကျွန်တော်တို့စစ်စစ်တဲ့ဂိတ်ကိုရောက်လာတော့ရှေ့ကကန်တာကားကိုတားတယ်မရက်ဘူးမရက်တော့ပြစ်လိုက်တာ နောက်ကကုံကားကရက်တယ်ရက်ပြီးတော့ကျွန်တော်တို့ကိုပြန်ပစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကားတစ်စီးတည်းကိုဒပြိုင်တည်းပစ်ခတ်တားဆီးနိုင်တဲ့အခြေအနေဖြစ်သွားတာလို့စောက်တန်း YSO PDF ကတာဝန်ခံကိုအောင်မောင်းကပြောပြလာပါတယ်အခုလိုမျိုးကားနှက်စီးကိုရှာဖွေစစ်ဆေးနေတဲ့အချိန်ပခုတ်ကူနီးပညာတက်ကတော့ GDC gate ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ပစ်ကူတိုက်ခိုက်ပေးခဲ့ပြီးတော့ ပန်းတိုင်းချုံဂိတ်ကအကြမ်းဖက်စစ်သားတွေကလည်းစစ်ကူတက်လာတဲ့အတွက်ကြောင့်အပြည့်အဝစစ်ဆင်းနိုင်ခြင်းမရှိတော့ဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အခုလိုဆုတ်ခွာလာပြီးတဲ့နောက်မှာပခုတ်ကူမြို့စစ်မှုဆောင်စစ်ဆေးရေးဂိတ်က4 week တစ်စီး RFF တစ်စီးမတူကတစ်စီးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား40ခန့်ရောက်ရှိလာပြီးတော့ကားပေါ်မှာတည်ဆုံသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလူနာတင်ကား၂စီးနဲ့အမှတ်၂၅ကိုတရင်အတွင်းကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကားအကြီး၅စီးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား250ခန့်ထပ်မံရောက်ရှိလာပြီးတော့ မိုးကအစိမ့်အုပ်ကုံကားကိုဆစ်ဆီးခဲ့တယ်လို့သိရပါတယ်။ပန်းတိုင်းချုံဂိတ်ကလည်းပြက်ပေါက်ပြီးတော့တက်လာတာကျွန်တော်တို့နဲ့မီတာ900လောက်အကွာကိုရောက်နေပြီးမီတာ600လောက်အကွာမှာရှိတဲ့ GDC ဂိတ်ကလည်းကျွန်တော်တို့ကိုကောင်တာပြန်ပစ်နေတဲ့အတွက်ကြောင့်ကုံကားကြီးမှာဗာပြက်စီးတွေပါမှန်းမသိခဲ့ရဘူး။အဲ့ဒီကားကိုသာစီးနေနိုင်မယ်ဆိုရင်လက်နက်ခဲကနေတော်တော်များများရနိုင်မယ့်အခြေအနေမျိုးရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှာကနှစ်ဖက်ညှက်ပြီးတော့ပြစ်နေတဲ့အတွက်ကြောင့်နောက်ပြန်ဆုတ်ခဲ့ရတဲ့အခြေအနေပါလို့ Southern YSO PDF ကတာဝန်ခံကိုအောင်မောင်းကသတင်းပေးဖို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်တပ်တော် AA ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့ညအချိန်ကနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့လေရင်ခွင်းတို့ကိုရခိုင်တပ်တော် AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားတချို့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။တိုက်ပွဲကမြို့နယ်နီးစပ်လာပြီးမနေ့ညကဆိုရင်နောက်ပခတဲကိုလက်နက်ကြီးကြီးကြားတယ်။ 9နှစ်ကျော်လောက်ဖြစ်မဲ့ထင်တယ်။လေရင်ကွင်းထဲကိုလည်းကြာတယ်။ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။တေဆုံးမှုရှိတယ်ဆိုတာသိရပေမဲ့အတိမပြုတ်နိုင်သေးဘူး။လက်နက်ကြီးကြီးက၄လုံးကြာတယ်။တလုံးကတော့လေရင်ကွင်းထဲကိုကြာတယ်လို့ပြောဆိုခဲ့ပါဗျ။ရခိုင်တပ်တော် AA ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ရမှာလေရင်ကွင်းအပြင်တပ်မိသားစုတွေနေထိုင်တဲ့နေရာနဲ့ဗဟိုကင်းအဲ့ရိတ်သားအဆောင်နဲ့တပ်သားများနေထိုင်ရာနေရာကိုကြောက်ရောက်ပောက်ကွဲခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောဆိုခဲ့ပါဗျ။ အမီးမဖော်လို့တဲ့စစ်ဘက်သတင်းရင်းမြစ်တအူးကတော့ကျွန်တော်တို့သတင်းရတာကတော့6ရောက်ထက်မနည်းဒဏ်ရာရတယ်လို့ကြားပါတယ်ဒဏ်ရာပြင်းတဲ့သူတွေလည်းပါတယ်အပြင်ကိုအရေးပေါ်ပေးမထွက်ဘူးဌာနချုပ်မှာစေကူတနေတယ်လို့ကြားတယ် တမိသားစုဝင်နေလဲဒဏ်ရာရတယ်အတိအကျကိုတော့လုံးဝမသိရဘူးဖြစ်နေတယ်လို့ပြောဆိုခဲ့ပါဗျ။အမ်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုရခိုင်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီဘက်ကကြီးရေလီတို့နဲ့အပြင်းထန်ခုခံတိုက်ခိုက်နေရတယ်လို့ဒေတာတွင်နေထိုင်သူတွေကပြောပါဗျ။ရခိုင်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ဟာတောဟိန်တောင်ဘူဟာနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနတို့အနီးတစ်ဝိုက်တို့မှာတိုက်ပွဲတွေဖြစ်ပွားမှုရှိနေပြီးတော့နှစ်ဖက်စလုံးကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့အန်ဒေတာကန်တွေကပြောပါဗျ။ တောဟင်းတောင်ကိုရခိုင်တပ်တော်အေကထိုးစစ်ဆင်နေတော့အဲ့ဒီဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်စစ်ကောင်စီဘက်ကတော့နေတိုင်းလိုလိုလေအင်းနေနဲ့ဘုံလာကျဲတယ်လက်နက်ကြီးတွေနဲ့ပစ်တယ်နေဗီကလည်းလှမ်းပစ်နေတာတွေရှိတယ်အေအေဘက်ကလည်းပစ်ခတ်နေတာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်အန်တိုက်ပွဲမှာပြီးခဲ့တဲ့မတ်လ24ရက်နေ့ကအန်ယိုမာဘက်မှာစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုရခိုင်တပ်တော်ကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်ကစတင်ပြီးတော့လက်တလောတိုက်ပွဲအခြေအနေတွေဟာဆက်လက်ပြီးတော့ပြင်းထန်လျက်ရှိတယ်လို့သိရပါတယ် အန်းအပြင်ဘူးတီတောင်နဲ့မောင်တော်မြို့နယ်ကျိန်ချောင်းစခန်းတွေကိုရခိုင်တပ်တော် AA ကအပိသက်သိမ့်ပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရခိုင်တပ်တော် AA ကတရားဝင်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအရာတော်မြို့မှာအကျန်းဖတ်အာနာသိန်းစစ်ကောင်စီအတွက်စစ်သားတွေစုဆောင်းပေးနေတဲ့အမှတ်၈ရက်ကွက်အုတ်ချုပ်ရေးမှုဦးအောင်ကြည်ကို AB လ9ရက်နေ့မနက်၈နာရီကျော်အချိန်မှာပြက်ခတ်ခဲ့ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုအတင်းအဓမ္မစူဆောင်းရမှာဥဆောင်ပါဝင်နေတဲ့အရာတော်မျိုးအမှတ်တရရက်ကအုတ်ချုပ်ရဲမှုဥအောင်ကြီးကိုလက်ဖက်ရည်ဆိုင်ကနေအိမ်ကိုအပြန်လမ်းမှာ SNG တနက်နှက်လန့်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Danger Force LPDF ကဖော်ပြထားပါတယ်။တိတ်ဆုံးသွားတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုဟာအရာတော်မြို့မှာရှိတဲ့အမှတ်၁၀စစ်အခြေခံလေ့ကျင့်ရေးတပ်စခတမှာတက်ကြွကြီးအဆင့်အထိတာဝန်ထမ်းဆောင်မှုသူဖြစ်တယ်လို့အရာတော်မြို့ပေါ်ကလူငယ်15ဦးကိုအတင်းအကျပ်စစ်မှုထမ်းမှုရာအတွက်စင်ခေါ်စာတွေပေးပို့ပြီးတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုအကောင့်ထဲပို့ဖို့အတွက်တက်ကြွစွာလှုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့လည်း Danger Force LPDF ကဆိုပါတယ်။ အဲ့ဒီပြစ်ခတ်မှုကို Danger Force LPDF အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့နှစ်ဖွဲ့နဲ့မုံရွာခရိုင်ပကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အရာတော်မြို့မှာစစ်ကောင်စီအုပ်စုကလူငယ်တွေကိုစစ်သားတွေစုဆောင်းနေတယ်လို့အခုရက်ပိုင်းစစ်ကောင်စီရဲ့စခတ၁၀တဲမှာဟာဝေဇာလက်နက်ကြီးတပ်ဆင်ပြီးတော့အနီးဝန်းကျင်မှာရှိတဲ့ရွာတွေကိုရန်တမ်းပြီးတော့ပြစ်ခတ်တောင်းကျမ်းနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်။စစ်ကောင်စီအုပ်စုက လက်နက်ကြီးနဲ့ရန်ကားပစ်ခတ်တောင်းကျနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့နေအိမ်တွေမှာဘုံခိုကျင်းတွေကိုတူးပြီးတော့လက်နက်ကြီးဒဏ်ကာကွယ်ရေးအတွက်ပြင်ဆင်ထားကြဖို့ကိုဒေသခံအချင်းချင်းတိုက်တွန်းနေရတယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာအရာတော်နယ်အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်သားတဲ့စူဆောင်းနေပြီးတော့စစ်တင်တန်းတွေပေးနေတာဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်တိန်စိတ်ဘူရာအထွတ်မှာကြောက်ရထားတစီမိုင်းထိမှန်ပြီးတော့လမ်းချော်ကြမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ10ရက်နေ့မနက်9:55မိနစ်အချိန်မှာတထုံမြို့နယ်တိန်စိတ်ဘူရာအထွတ်နန်းတောင်ကြီးချေးရွာဒရာအမှတ်89အနီးမှာကြောက်ရထားတစည်းမိုင်းထိမှန်ခဲ့ပြီးတော့ရထားတွဲတချို့လမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီလမ်းချော်သွားတဲ့ကြောက်ရထားဆက်ကောင်းကိုပြန်လည်မတင်မှုအတွက်အမှတ်9ရန်ကုန်မလွာကုန်းဆက်ကောင်းဆက်ယုံကဝန်ထမ်းများက မလွာကုန်းစက်ရုံကနေပြီးတော့ T60 grain ရထားနဲ့တွဲပြန်အဖွဲများစက်မှုအဖွဲများကဒီကနေ့မနက်10:00နာရီကမှရန်ကုန်ကနေတထုံကိုထွက်ခွာသွားတယ်လို့သိရပါတယ်။ AP လ10ရက်နေ့မနက်9:55မိနစ်ကတထုံမြို့နယ်တိန်စိတ်ဘူရာအထက်နန်းတောင်ကြီးကျေးရွာရထားလမ်းမိုင်တိုင်းအမှတ်125မြင်းဆောင်နှင်းနဲ့125သုံးအကြားကို AP လ10ရက်နေ့မနက်9:55မိနစ်ခန့်ကတထုံမြို့နယ်တိန်စိတ်ဘူရာအထက်နန်းတောင်ကြီးကျေးရွာရထားလမ်းမိုင်တိုင်းအမှတ်125မြင်းဆောင်နှင်းနဲ့125မြင်းဆောင်သုံးကြား တရားအမှတ်86အနီးမှာမိုင်းထိမှန်ခဲ့ပြီးတော့ယထားတွဲတချို့လမ်းချော်ကြမှုဖြစ်ကရက်တန်သွားခဲ့တယ်လို့သတင်းရရှိပါရယ်မလွာကုန်းစက်ရုံက T60 crane ယထားနဲ့တခြားတွဲများတွဲပြင်အဖွဲနဲ့စက်ကောင်းမတင်မှုအတွက်မလွာကုန်းစက်ရုံကစက်မှုအဖွဲသားများဟာအခင်းဖြစ်တဲ့နေရာကိုဒီမနက်10နာရီမှာရန်ကုန်ကနေပြီးတော့ထွက်ခွာသွားတယ်လို့သိရပါရယ်တကြန်နာနီးတော့အထူးယထားထွက်ဖို့ရှိတယ်ယထားလက်မှတ်တွေက3ရက်ကြိုယောင်းနာတာတွေရှိတယ်မီးယထားကသတင်းဖုံးထားပါတယ်လို့မြမမီးယထားနဲ့နီးစက်တဲ့သတင်းရင်းမြစ်ကပြောကြားလာပါရယ် ဲ့ဒီမိုင်းထိမှန်ခဲ့တဲ့မြေထားစက်ကောင်းအမှတ်ဟာ DF 1373ဖြစ်ပြီးတော့ T60 Green ရထားရဲ့စက်ကောင်းအမှတ်ဟာ DF 1361ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ